speaking ကောင်းဖို့ဘာလို့ရမယ်ဘာမလို့ရဘူးဆိုတဲ့လမ်းညွှန်ချက်တွေကျွန်တော်လိုင်းပေါ်မှာတော်တော်များတွေ့ရလေနော်လမ်းညွှန်ချက်တွေများလွန်းလို့လန်နာဒိုဤသွားပြီလားစိတ်ပြတ်မလားတော့မသိဘူးဝမ်းသာစရာတဲ့တင်တစ်ခုကကျွန်တော်ဒီနေ့နောက်ထပ်လမ်းညွှန်ချက်တစ်ခုပြပါဦးမယ်ပိုစိတ်ရှုပ်တာပါနော်ပိုဒီလိုပါ speaking ကောင်းဖို့အတွက်လမ်းညွှန်ချက်တွေအရင်များတဲ့အခါကျွန်တော်အဲ့ဒါတွေအကုန်လုံးသာတကယ် follow လုပ်မယ်ဆိုရင်လေ ်ဘာလို့လောလောမှမသိပိုလို့တော့မှစိတ်ရှုပ်သွားလိမ့်ရှိရဆိုတော့အဲ့လိုမျိုးမဖြစ်စေဖို့အတွက်ဒီနေ့ speaking ကောင်းဖို့အတွက် learner တို့တကယ်လောက်တဲ့အရေးအကြီးဆုံးအချက်တစ်ခုကိုထောက်ပြပေးပါမယ်။သူကကြိုတင်ပြင်ဆင်မှုဖြစ်ပါတယ်။ဒါပေမဲ့ဒီကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်လေတခုကသူကအရန်လူပြောနေတယ်ဗျာ။ဒါပေမဲ့အရန်လည်းထီရောက်တဲ့နီလန်းဖြစ်တယ်။ပြောချင်တာဘလို့လဲဆိုတော့ကျွန်တော်တာမန်အဖြစ် speaking ကောင်းခြင်းစကားပြောမှရမယ်လေနော်။ဒါလူတိုင်းသိတဲ့လမ်းညွှန်ချက်ဟုတ်တယ်။အမှန်တမ်းပြောမယ်ဆိုတာတကယ်အကောင်းဆုံးလမ်းညွှန်ချက်လည်းဖြစ်ပါတယ် speaking ကောင်းခြင်းရဲ့ grammar တွေလိုက်လုပ်နေတာတော့ vocab ကျက်နေတာတော့ဒါက ဘာမှထူးမှမဟုတ်စကားပြောတတ်ချင်လားစကားပြောဒါအကောင်းဆုံးနီလန်းပေါ့နော်ဒါပေမဲ့သူနဲ့ဒန်တူဒီကြိုတင်ပြင်ဆင်မှုကအရေးကြီးရဲ့ဗျာတလားဒါပေမဲ့ကျွန်တော်တို့တောင်းတအောင်ကြိုတင်ပြင်ဆင်ပြီးပြောရမယ်ဆိုတဲ့စကားတွေတိတ်မကြားရတတ်တော့လေကျွန်တော်ဒါကြောင့်ဒီနေ့ဗီဒီယိုမှာဒါလေးကိုမျှဝေပေးချင်တာပါဆိုတော့တကယ်လို့လန်နတိုအနေနဲ့ speaking ကောင်းချင်တာကဒါပေမဲ့လမ်းညွန်ချက်တွေကများလွန်းလို့ဘယ်ဟာလှုပ်လှုပ်လွှတ်မှမသိဘူးစိတ်ရှုပ်တယ်တခုပဲလှုပ်ချင်တယ်ဆိုရင် ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောမယ့်ကြိုတင်ပြင်ဆင်မှုပေါ့နော်ဒီဥစ္စာကိုအမြဲတမ်းပုံမှန်လုပ်ပြီးပါမကြာခဏဆိုလို့ကျွန်တော်က speaking practice လုပ်ပြီးဆိုရင်လက်တန်းပြောဖြစ်တာများတယ် like စကားအဆင်ပြေတယ်လို့ပြောပလိုက်တာများတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးလက်တန်းပြောခြင်းရဲ့အဓိကဆိုးကျိုးကဘာလဲဆိုရင်တစ်ခါပြောလဲဒီပုံစံနှစ်ခါပြောလဲဒီပုံစံနဲ့တိုးတက်မှုမရှိပဲတတ်နေတယ်ဆိုတဲ့ပြဿနာမျိုးဒါကြိုတင်ပြင်ဆင်မှုမရှိပဲနဲ့ပြောခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ပြဿနာဖြစ်ပါတယ်ဘလို့ဆိုတော့ စကားကိုကြော်တော့ဗျာအဆင်ပြေတယ်လို့ကြုံတယ်လို့ဖြစ်တယ်လို့ပြောပြီးတော့ because လက်တန်းပြောရင်ခါများဆုံးမှာဖြစ်တယ်လို့ပြောလို့ရှိရ because ကိုယ်ကကိုယ်စကားကို share ဖြစ်အောင်ထိုင်စဉ်းစားဖို့အချိန်မရှိဘူးလေနော်အဲ့တော့စကားကိုကြော်တော့အဆင်ပြေတယ်လို့ကြုံတယ်လို့ဖြစ်တယ်လို့ပြောပြီးတော့တိုးတက်မှုကိုကြော်တော့စနစ်တကျဖြစ်ဖို့မျှော်လင့်လို့မရဘူးရဲ့အဲ့ဒါတကယ်တော့သဘာဝမကျတဲ့မျှော်လင့်ချက်ဖြစ်တယ်အဲ့တော့တကယ်စနစ်ကျတဲ့တိုးတက်မှုတစ်ခုလိုချင်တယ်တကယ်စနစ်ကျတဲ့လိလာနီနဲ့တကယ်လမ်းကြောင်းမှန်ပေါ်ရောက်ချင်တဲ့ဆင်ရင်လည်းတို့ဟာစကားပြောတိုင်း speaking practice လုပ်တိုင်းအမြဲတမ်းကြိုတင်ပြင်ဆင်ပြီးမှပြောဖို့လိုပါမယ် ဒီလိုကြိုတင်ပြင်ဆင်ပြီးပြောချင်းမှာဘာကြိုကျေးဇူးတွေရှိမလဲပေါ့ကြိုကျေးဇူးနံပါတ်1ကတော့အကြောင်းအရာပိုင်းအများကြီးလွယ်ကူသွားတာပဲဘာလို့လဲဆိုတော့လနတို့အခါများစွာမှာ speaking practice လုပ်တဲ့အခါကြုံရတဲ့အဓိကအခက်ခဲတွေထဲကတစ်ခုကဘာလဲဆိုရင်အကြောင်းအရာပိုင်းမရတာပဲတလားဥပမာမေးခွန်းဘာမေးခွန်းမရမှမသိဘူး or တဖက်လူကမိခွန်းတစ်ခုမိလိုက်ပြီဆိုရင်ဘာပြောရမှန်းမသိဘူး။အော်စကားတစ်ခုအကျယ်တွင်းပြောရတော့မှဆိုရင် ပြောစရာအကြောင်းအရာမရှိတော့အဲ့တော့စကားပြောရင်တလန့်နဲ့ထပြီးတော့မှစဉ်းစားလိုက်ရတာရှိတယ်။အဲ့ဒါကတော်တော်ဆိုရဲ fluency ဘိုင်းနဲ့ထိခိုက်တဲ့စကားထည့်လိုက်ထောက်လိုက်နဲ့အဆင်မပြေဘူး။ or အကျယ်တွင်းပြောဖို့ကြိုးစားရင်လည်းအကြောင်းအရာရှေ့ရောက်လိုက်နောက်ရောက်လိုက်ဖြစ်လေရှိတယ်။တခါတလေဆိုရင်ကိုယ်အကြောင်းအရာနဲ့မဆိုင်တဲ့စကားတွေပြောမိတာရှိတယ်။တခါတလေဆိုရင်အရေးမကြီးတဲ့အကြောင်းအရာတွေပါထည့်ပြီးတော့ပြောမိတာရှိတယ်။လိုရင်းမရောက်တတ်ဘူးပေါ့နော်။ဒီတော့ Learner တို့ကစကားမပြောခင်မှာကြိုတင်ပြင်ဆင်ထားမဲ့ဆိုရင်အကြောင်း ရပိုင်းကိုတော်တော်လေးနိုင်နိုင်နေနေဖြစ်သွားလိမ့်ရှိရဲ့ဥပမာမီးခွန်းတွေကိုစဉ်းစားထားလို့ရတယ်ဘာတွေဖြည့်လို့ရမလဲအဖြည့်တွေကိုကြိုတင်စဉ်းစားထားလို့ရတယ်အကျယ်တွင်းပြောမယ်ဆိုရင်ဘယ်အစီအစဉ်နဲ့ပြောမယ်ဘယ်လိုလေးပြောမယ်ဘယ်အချက်တွေထည့်ပြီးပြောမယ်ဘယ်အချက်တော့ထည့်ပြောစရာမလိုစသဖြင့်ကွာကြိုတင် plan လုပ်ထားလို့ရတယ်အဲ့လိုမျိုးကြိုတင်လုပ်ထားမယ်ဆိုရင်ကွာစကားပြောတာအများကြီးပို့ပြီးတော့လွယ်ကူသွားလိမ့်ရှိရဲ့ပြီးတော့အကြောင်းအရာလည်းရှေ့ရောက်နောက်ရောက်မျိုးနောက်ရောက်ဖြစ်တာမျိုးမဟုတ်ဘဲနဲ့အစီအစဉ်တကျပြောသွားတာဆိုတော့နားထောင်ရတာလည်းတော်တော်လေးရှင်းလာလိမ့်ရှိရဲ့တေချာရာကအကြောင်းအရာပိုင်းနိုင်နိုင်နေနေဖြစ်ပြီးဆိုရင် Leonardo speaking မှာ ကြုံတွေ့ရတဲ့ပြဿနာတွေထက်ကကြီးကြီးမားမားပြဿနာတခုကင်းဝေးသွားဖို့ရှိရဲ့အဲ့လိုလေဒါကြောင့်စကားမပြောခင်မှာကြိုတင်ပြင်ဆင်ပါကြိုတင်ပြင်ဆင်တဲ့အနေနဲ့ပထမတစ်ချက်အကြောင်းအရာတွေကိုကြိုတင်ရှာဖွေစဉ်းစားထားလို့ရတယ်ဒါလှုပ်ဖြစ်အောင်လုပ်ပါဒီတစ်ခါစကားမပြောခင်ကြိုတင်ပြင်ဆင်ခြင်းရဲ့အကျိုးကျေးဇူး number 2 language range ပိုင်းအများကြီးပို့ကောင်းစေပါလိမ့်မယ် speaking ကောင်းခြင်းများများပြောတော့မှန်ပါရဲ့ but ပြောတာပြောနေတာတစ်ခါပြောလဲဒီပုံစံနှစ်ခါပြောလဲဒီပုံစံနဲ့တိုးတက်မှုမရှိတဲ့ပြဿနာဆိုတာလေ vocab လည်းဒါကြီးပဲတုံးနေတယ် vocab အသက်တွေတုံးဖြစ်သွားတယ်ဆိုတာမရှိဘူးလိလည်းလိလာနေရဒါပေမဲ့လိလာလိုက်တဲ့ vocab တွေကပါဇက်ဖြောင်းမရောက်တော့ဝကြတွေလည်းဝကြပုံစံလည်းဒါတွေကြီးပဲတုံးနေတယ်အသက်ဆန်းဖြစ်တဲ့ဟာတွေမတုံးဖြစ်ပြီးရင် grammar အမားတွေဘာတွေအာဏာချက်တွေရှိရဒီအာဏာချက်တွေလည်းဒုံရင်ဒုံရင်ပဲအမားလည်းမားနေတော့မယ်တိတိတတာထူထူချာချာကောင်းမတော့လည်းတို့တိထားဖို့လိုတာတခုကပါလဲဆိုတော့ကျွန်တော်လိလာခြင်းနဲ့အတုံးချနိုင်ခြင်းဟာ ဖတ်တူမကြတောက်သလားပြောချင်တာ vocabulary ကိုလေ့လာလိုက်ရုံနဲ့ဒါတွေကိုတခါရဲပါဇက်ဖြားစီရောက်လာဖို့မျောလင်းလို့မရဘူးဝကြပုံစံတွေကိုလေ့လာလိုက်ရုံနဲ့ဒါတွေကိုပါဇက်ဖြားစီတခါရဲရောက်လာဖို့မျောလင်းလို့မရအောင်အဲ့တော့ကိုလေ့လာလိုက်တဲ့ vocab အသစ်တွေကိုကိုကပြန်ပြီးတော့အသုံးချနိုင်ခြင်းနဲ့ဆိုရင်ဒါတွေကိုစကားပြောတဲ့အခါမရမကထုတ်သုံးမှရပါမယ်ဒါပေမဲ့စကားကိုလက်တန်းတပြောမယ်ဆိုရင်ကျတော့အသစ်လေ့လာထားတဲ့ vocabulary ဘယ်လိုလုပ်ထုတ်သုံးပြီးပြောမှာမဟုတ်ဆိုလက်တန်းပြောပြီးဆိုရင်ထိတ်ဆုံးကြုံတရတဲ့ပြဿနာအကြောင်းအရာဘာပြောရမလဲဆိုတော့ပဲစဉ်းစားရင်းနဲ့ဗျာများနေတဲ့အတွက်ကိုက language language ဘိုင်းဆိုင်ရအောင်ဆိုရင်ဂရုကိုမဆိုင်ပြီးတော့အဲ့တော့ language အစွမ်းပြရေကိုတိထားတာတွေထုတ်သုံးရေးဆိုတာခေါင်းထဲမှာပေါ်မလောက် and အဲ့ဒီချိန်ကျမကိုကစကလုံးအသက်ဆန်းနေတုံးဖို့စီတော့စဉ်းစားလိုက်ဒီမှာပြောမဲ့အကြောင်းအရာပျောက်သွားပြီအဆင်မပြေတော့ဟာနော်ဒါကြောင့်ကြိုတင်ပြင်ဆင်တဲ့အခါမှာဒီဟာလေးကို learner တို့လှုပ်ထားလို့ရတယ်ကိုခဏနေလုံးမဲ့ speaking practice session မှာပြောမဲ့အကြောင်းအရာကိုတိထားရဲဆိုရင်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်တဲ့ topic vocab တွေ learner တို့ရှာဖွေလေ့လာထားလို့ရတယ်နမူနာဗျာခဏနေကွာ internet social media အကြောင်းပြောမဲ့ဆိုပါဆိုဒါဆိုရင် internet social media နဲ့ပတ်သက်တဲ့အခေါ်အဝေါ်တွေကို ျှောက်ဖွေလေ့လာထားလို့ရတယ်။ပြီးရင်အဲ့ထဲမှာရှိတဲ့ကိုယ့်အတွက်အသုံးချလို့ရမယ့် vocabulary ကိုဆိုရင်စာအုပ်မှာတခါတည်းရေးချထားလိုက်။ပြီးရင်အဲ့ဒီစာအုပ်အော်စာရွက်ကိုကိုယ်စကားပြောတဲ့အခါမှာကိုယ့်အရှိမှာချာပြီးရင်အဲ့ဒါအဲ့ဒီစကားလုံးတွေကိုကြည့်ကြည့်ပြီးတော့မှပြောသွားလို့ရတယ်။စကားလုံးတွေအရင်တန်းရှိနေမှာဖြစ်တယ်။တစ်ဆက်ထဲမှာအစောနာကတည်းကလေ့လာလိုက်တဲ့ vocabulary ဟာအခုတည်းအသုံးချလိုက်တာဖြစ်တဲ့အတွက်ဗဇက်ဖြားစီတခါတည်းရောက်လာမှာဖြစ်တယ်။ရောက်လာအောင်လို့လည်းကြိုတင်ပြင်ဆင်တဲ့အခါမှာလောက်ထားလို့ရတယ်။ပြောချင်တာဘယ်အကြောင်းအရာတွေပြောပြီးဆိုရင်ဘယ်စကားလုံးတွေတုံးလို့ရတယ် maybe မေခွန်နေနဲ့တွဲပြီးတော့မှတ်ထားလို့ရတယ်ကျွန်တော် speaking practice လုပ်တော့လည်းထုံနေလက ကောင်းမယ်တလား like topic vocab တွေရှာလိုက်တယ်ပြီးရင်ဘယ်မိခွန်းနေမိတဲ့အခါကျရင်ငါဘယ်စကလုံးအစ်စ်တွေတုံးလို့ရမလဲဆိုအဲ့မိခွန်းရဲ့ဘီနာမှာဖြစ်အဲ့စကလုံးနေမှတ်ထားလိုက်တယ်အဲ့တော့ဘယ်နီနဲ့မဆိုတုံးဖြစ်သွားရောတစ်ဆက်တည်းမှာ sand structure တွေ learner တို့တုံးချက်နဲ့ဝကြပုံစံလေးတွေရှိရဆင်းလဲအဲ့ဒါလေးတွေကိုကွာရေမှတ်ထားလို့ရတယ်အော်ဒီ sand structure တွေမှာစကလုံးနေပုံစံစကလုံးနေပြောင်းပြီးတော့ဗောနော်ဝကြကိုပုံစံမျိုးစုံနဲ့ပြောင်းပြီးတော့မှရေးကြည့်လို့ရတယ်အဲ့တော့ဗဇက်ဖြားနဲ့ရွတ်ကြည့်လို့ရတယ်ဘယ်မိခွန်းမိတဲ့အခါကျရင်အော်ဘယ်အကြောင်းအရာအကြောင်းပြောတဲ့အခါကျရင်ဒီဝကြပုံစံအောင်တုံးလို့ရတယ်ဘလို့ဝကြ နဲ့ဘလို့အတိတ်ပဲရှိတယ်ဘောကြလေတုံလို့ရတယ်ဆိုတာလေကိုကရေးပြီးတော့မှတ်ထားလို့ရတယ်တခါလေစကားအချက်တွင်ပြောတဲ့အခါမှာတဝက်တစ်ပြက်နဲ့ထောက်နေတာထက်နေရလေးရှိတတ်တယ် like ရှေ့ကဘလို့မှဆက်လို့မရတော့ဘောကြာထောက်ထောက်ကြီးထက်ထက်ဖြစ်နေဒါ connector အားနည်းတဲ့ပြဿနာဖြစ်သွားမယ်ဒါဆိုရင် connector လိုအပ်မဲ့ connector တွေ linking word တွေ or sense starter တွေပေါ့နော်ဒါလေးတွေကိုကရေးမှတ်ထားလို့ရတယ်ဒါဆိုရင်ဒီဟာလေးတွေကိုကကြည့်ပြီးတော့အရန်တန်းကြည့်ပြီးတော့ပြောရုံပဲအဲ့တော့တတိယအကျိုးကျေးဇူးဟာစကားပြောရတာပို့ပြီးတော့မှလွယ်လာလိမ့်မယ် confidence ပိုရှိသွားလိမ့်မယ်ပြောမဲ့အကြောင်းအရောလဲကြိုသိထားတယ်အဲ့ဒီတော့လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ထားတယ် like မိမဲ့မိခွန်းတွေကိုသိထားတယ်ဘာဖြီမလဲသိထားရရှိတယ်လိုအပ်တဲ့လေ့ကျင့်မှုတွေတခါတည်းပါသွားမယ်လိုအပ်တဲ့ vocab တွေ sentence structure တွေအစုံလင်ရှိပြီးသားဆိုတော့အဲ့ဒါတွေကိုကြည့်ပြီးတော့အရင်အသင့်သုံးရုံပဲဆိုတော့စကားပြောတာအများကြီးပို့လွယ်သွားမယ်ဒါဆိုရင်ကိုယ့်ရဲ့ language ကိုပဲကိုက give site ပြီးတော့မှအားရပါရပြောရုံပဲတကယ်ကို confidence ရှိစီမယ်စကားပြောရတာ speaking practice လုပ်ရတာလွယ်သွားမယ်တနည်းအားဖြင့်အများကြီးပို့ပြီးတော့ပျော်ဖို့ကောင်းသွားမှာဖြစ်ပါတယ် ကျူတင်ပြင်ဆင်ခြင်းရဲ့အကျိုးကျေးဇူး number 4 fluency ပိုကောင်းစေပါတယ်။ Learner to fluency အားနည်းရတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်။တစ်ခုကအကြောင်းအရာမသိတာ ဆောနာပဲကျွန်တော် cover လုပ်ခဲ့ပြီပြရဒုတိယပိုင်းကျတော့ English အားနည်းတဲ့ပြဿနာဖြစ်ပါတယ်ဆိုတော့အကြောင်းအရာမသိရပြဿနာသိတဲ့အတိုင်းပဲကွာတိုတင်ပြင်ဆင်မှုမရှိဘဲနဲ့လက်တန်းပြောပြီးဆိုင်ရင်ဘာပြောမှန်းမသိဘူး like အကျယ်တဝဲမပြောတာမန္တန်ပြောမဲ့ဆိုင်လေးတလားလက်တန်းပြောမဲ့ဆိုင်စကားတစ်ခုအကျယ်တဝဲသာပြောစရာနည်းနည်းခက်ရှိရှိလေးပြောရမယ်ဆိုင်လေ English မပြောနဲ့ကိုယ့်ရဲ့မိခင်ဘာသာစကားဖြစ်တဲ့မြန်မာလိုတော်မှပြောလို့မရဘူးမှတလားတော်တော်ခက်တော်မှမြန်မာလိုတော်မှစကားထောက်တာထက်တာတွေရှေ့ရောက်လိုက်နောက်ရောက်လိုက်ဖြစ်တာတွေကမောက်ကမဖြစ်တာတွေကြုံရမှာပဲအဲ့လိုလေဆိုတော့တိုတင်ပြင်ဆင်ထားမဲ့ဆိုင်ကြတော့ဗျာစကားပြောရင်တန်လန်းနဲ့အကြောင်းအရာစဉ်း င်းစားလို့စကားထောက်သွားတာထက်သွားတာတွေမရှိတော့အဲ့တော့ fluency ပိုင်းအများကြီးပိုကောင်းစီမှာဟုတ်တယ်တစ်ဆက်တည်းမှာ language အားနည်းတာကြောင့် fluency အားနည်းလေးရှိရအထူးသဖြင့် learner တွေမကြာခဏပြောကြတဲ့စကားကြာ vocab မသိလို့ or speaking pattern မသိလို့စသဖြင့်ပေါ့နော် vocab မသိတာထက်လေအခါများစွာမှာကွာသိပြီးသားအတုံတော်နေရောအတုံမချတတ်တာဖြစ်ပါတယ်တနည်းအားဖြင့်ဒီစကားလုံးတွေကဗဇက်ဖြားမှမရှိနေတာဖြစ်ပါတယ်ဆိုတော့ဒီဗဇက်ဖြားောက်လေအလိုအလျောက်မထွက်လာအောင်ဆွမ်းနပြောခဲ့တယ်လို့ပဲကွာလေ့လာခြင်းနဲ့အတုံချခြင်းဟာထပ်တူမကြောက်ကွာအတုံချတတ်ဖို့ဆိုရင်တနည်းအားဖြင့်ဒီစကားလုံးတွေကိုဗဇက်ဖြားစီရောက်စေခြင်းနဲ့ဆိုရင်ကွာမရမကစွဲချမှရမယ်ကြိုတင်ပြင်ဆင်ရင်းနဲ့ပဲ ယ်ကျွန်တော်တို့ကစကလုံးนี่ကိုပါဇက်ဖြားစီရောက်အောင်လှုပ်ရတာဖြစ်ပါတယ်တဘောဗျာ topic wake up တွေရှာဖွေမှတ်သားလို့ရတယ်အဲ့မှာမတိတဲ့စကလုံးလေးတွေအသက်ဆန်းလေးတွေတုံးဖို့ကြိုးစားလို့ရတယ်တိပြီးသားပြီမဲ့လည်းကိုကမတုံးဖြစ်တဲ့နည်းနည်းမိမိရော်ရော်ဖြစ်နေတဲ့အတုံတုံလေးတွေတိချာမှတ်ထားပြီးတော့ဒါတွေကိုစကားပြောတဲ့အခါတုံးလို့ရတယ် vocab တွေကို Tony ၎င်းဖြည်းဖြည်းချင်းတည်ဆောက်ရတာဖြစ်ပါတယ်နောက်ဆုံး speaking pattern တွေကိုလေ့လာမယ်ဆိုရင်တော့မှကျွန်တော်တို့ကမကြခင်ပြောမဲ့စကားအတွက်ပေါ့နော် target ထားပြီးတော့လေ့ကျင့်ဖို့လိုမယ်မကြခင် speaking practice လုပ်တဲ့အခါကျရင်ဘယ် speaking pattern လေးတွေကိုတုံးမှလဲအဲ့ဒါလေးတွေကိုကိုကရေးမ မှတ်ထားရည်မှတ်ထားတယ်မပြီးပဲနဲ့ဒီစကားဝိုင်းမှာငါဘာအကြောင်းရပြောတဲ့အခါကျရင်ဒီ speaking pattern လေးကိုတုံးလို့ရမှာလေအဲအရာလေးကိုပါကွာအတိအကျစဉ်းစားဖြစ်နိုင်ရဝကြတဲ့ကြောင်းပါရေးချထားလိုက်ဖြစ်နိုင်ရနှစ်ကြောင်းသုံးကြောင်းနဲ့ပါရေးချထားလိုက်ဒီလိုမျိုးပုံစံနဲ့ကိုက target တစ်ခုထချပြီးတော့မှပြင်ဆင်မှကိုယ့်ရဲ့ language ဘိုင်းကပိုကောင်းမှဖြစ်ပါတယ်အဲ့တော့ကြိုတင်ပြင်ဆင်မယ်ဆိုရင်စကားလုံးမသိလို့စကားထောက်တာတွေဝကြမတိဆောက်တတ်လို့စကားထောက်တာတွေတော်တော်လေးကင်းဝေးသွားမယ်ကိုယ့်ရဲ့ fluency ကအများကြီးပိုကောင်းသွားမှဖြစ်ပါတယ် ဒီနေ့ဗီဒီယိုမှာနောက်ဆုံးအနေနဲ့ပြပြပေးချင်တဲ့စကားမပြောခင်ကြိုတင်ပြင်ဆင်ခြင်းရဲ့အကျိုးကျေးဇူးကတော့ speaking လေ့ကျင့်မှုကို direction ရှိစေရပါပဲ။ တော့ဘယ်လိုလဲဆိုင်ဗျာဘယ်အပိုင်းမှာအာနယ်နေလဲပေါ့နော်အဲ့အာနယ်တဲ့အပိုင်းရောအထူးအားဆိုင်ပြီးတော့မှလေ့ကျင့်လို့ရစီတာလေဘောဆိုလက်တန်းပြောမဲ့ဆိုင်အခါများဆိုမှာအဆင်ပြေတယ်လို့ပြောဖြစ်တာများတယ်အဲ့တော့အဆင်ပြေလို့ပြောပြောတော့တိတဲ့အတိုင်းပဲတိုးတက်မှုကပျောက်သွားဖြစ်မှာတိုးတက်လည်းတိုးတက်မယ်မတိုးတက်လည်းမတိုးတက်အခါများဆိုမှာတိုးတက်လည်းမရှိဘူးအဲ့ဒါနဲ့ပဲဘလောက်ပဲလေ့ကျင့်လေ့ကျင့်ဓာတာပဲဆိုမျိုးဖြစ်သွားတာဒါပေမဲ့ကြိုတင်ပြင်ဆင်မယ်ဆိုရင်ကျတော့ကိုက အာနယ်နေတဲ့အပိုင်းကိုအထူးအားစိုက်ပြီးတော့မှပြင်ဆင်ထားလို့ရတယ်။စကားပြောတဲ့အခါ vocab တွေအရင်အာနယ်နေတယ်ဆိုပါဆို။စကားတစ်ခါပြောရင်များအရင်ကမတုံးခရဲစကလုံး၃လုံးလောက်တုံးကြည့်ပါဦး။ဆယ်ခါလောက်လေးကျင့်ပြီးပြီဆိုရင်အရင်ကတစ်ခါမှမတုံးခရဲစကလုံးအလုံး30လောက်တုံးတက်ပြီးသားဖြစ်သွားတယ်။တော်တော်များပါတယ်။တကယ်လို့အထက်နိုင်နေဆိုရင်လည်းတစ်ခါစကားပြော၅လုံးလောက်တုံးပလိုက်ပေါ့နော်။ဒီနီနီကဖြည်းဖြည်းချင်းကျွန်တော်တို့ကတူတက်အောင်ဖြေကျင့်သွားလို့ရတယ်။ကိုယ့်ရဲ့စကားမှာ grammatical mistake တွေအရင်များနေတယ်ဆိုရင်လည်းကြိုတင်ပြင်ဆင်တဲ့အခါမှာပဲ grammatical mistake တွေနည်းသွားအောင်အာရုံစိုက်ပြီးတော့မှလေ့ကျင့်သွားလို့ရတယ်။စသဖြင့်ကိုယ့်ရဲ့ speaking မှာရှိတဲ့အာနယ်ချက်လေးတွေကိုကအထူးအယုံစိုက်ပြီးတော့အဲ့ဒီအာနယ်ချက်တွေကိုကုစားဖို့ဆိုရင်ရွယ် channel ကို direction ကောင်းကောင်းနဲ့မတော်ကလေ့ကျင့်သွားလို့ရမှာဖြစ်ပါတယ်။တရားတစ်ခုကလေကြိုတင်ပြင်ဆင်ပြီးပြောချင်းမှာအကျိုးကျေးဇူးတွေအရန်များပါတယ်။တခုဝင်ခံပြီးပြောမယ်ဆိုရင်လေကျွန်တော်ဒီ video မှာထည့်မပြောလိုက်တဲ့အရန်အရေးကြီးတဲ့အကျိုးကျေးဇူးတစ်ခုရှိသေးတယ်လား။ကျွန်တော်ထင်တယ်ဒီနေ့ video မှာကျွန်တော်မျှဝေလိုက်တဲ့အကျိုးကျေးဇူးတွေအားလုံးထက် ပို့လို့တော့အရေးကြီးတဲ့အကျိုးကျေးဇူးလို့ပြောရမယ်။အာဒီအရောကျွန်တော်ဒီဗီဒီယိုထဲမှာထည့်မပြောတော့ဘူး။ဘာလို့လဲဆိုတော့တကယ်လိုက်လုံးမဲ့လူတွေအတွက်ခြံနာပေးတဲ့သဘောဖြစ်ပါတယ်။ပြောချင်တာအလေးချင်းဖြစ်အောင်ကိုအဲ့ဒါလောက်သွားမယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုမှာထည့်မပြောလိုက်တဲ့အကျိုးကျေးဇူးကိုတေချာဘောခံရမှာဟုတ်တယ်။အဲ့ဒီအကျိုးကျေးဇူးတေချာဘောရမှာဟုတ်တယ်။အဲ့တော့တကယ်တမ်းလိုက်ပြီးတော့လေ့ကျင့်ဖို့ပဲလိုတာပေါ့နော်။အမ်တခုမြင်ချင်တာလန်နာဒိုရောဒီနေ့ဗီဒီယိုမှာပြောလိုက်တဲ့ဒီလမ်းညွှန်ချက်ပေါ့နော်။ကြိုတင်ပြင်ဆင်မှပြောပါစွာလေးပေါ့။လိုက်လို့ဖြစ်မှာလားတကယ်ကြိုတင်ပြင်ဆင်ပြီးတော့မှပြောဖြစ်မှာလားပေါ့နော်ဒါလေးတစ်ချက်ကျွန်တော် ောထားပေးလို့ရမလားခမန့်ထဲမှာအာဒီလိုလေးအငြင်းတန်းအတွက်မလုံနိုင်သေးဘူးအော်ကျွန်တော်ပြောတဲ့စကားကိုမယုံသေးဘူးဆိုရင်လည်းတလားလောက်ပဲဖြစ်ဖြစ်ကြိုတင်ပြင်ဆင်ပြီးတော့မှပြောကြည့်ပါလားအဖဖက်ကနေတော့ပြင်ဆင်ဖို့လိုတာပေါ့နော် like အကြောင်းအရာပိုင်းဖြစ်မယ် language ပိုင်းဆိုင်ရာဖြစ်မယ်အဲ့လိုမျိုးကြိုတင်ပြင်ဆင်ပြီးတော့မှပြောကြည့်ဗျာ and အဲ့လိုမျိုးပြောရင်လည်း maybe ကိုယ်တော့အခက်ခဲတချို့ရှိလာခဲ့ဆိုရင်လည်းကျွန်တော်ဒီဗီဒီယိုထဲဒီဗီဒီယိုရဲ့ comment ထဲမှာပြန်လာပြီးတော့ပြောပြလို့ရတယ် or တခြားသောအဆင်မပြေမှုတွေရှိတယ် or ဒီလိုကြိုတင်ပြင်ဆင်ခြင်းနဲ့ပတ်သက်ပြီးတော့မှလည်းတော့မရှင်းတာတွေရှိရဆိုရင်လည်းကျွန်တော်ဒီဗီဒီယိုရဲ့ comment ထဲမှာလာပြောပြလို့ရတယ် ယ်။ဒါပေမဲ့တေချာရာက tip တစ်ခုရရုံနဲ့မပြီးပါဘူး။တကယ်လက်တွေ့အသုံးချဖို့လည်းလိုတယ်။အဲ့တော့ဒီနေ့တကယ်ကောင်းတဲ့ tip ဖြစ်ပါတယ်။ဒါလေးတော့မျှဝေပေးလိုက်ပြီးဆောင်းအသုံးချကြည့်ပါနော်။တကယ်အသုံးချကြည့်မလား? comment ထဲမှာတော့ပြောပြကြည့်ပါ။ဒီ video ရော learn တို့သဘောကျခဲ့လား?သဘောကျခဲ့ရင်လည်း comment ထဲမှာ yes or သဘောကျခဲ့တယ်။တခုခုရေးပေးပါနော်။ရေးပြရအောင်ရေးပေးဗျာ because video သာတင်နေတာဗျာ။ကြည့်တဲ့လူလည်းမရှိဘူးဆိုရင်ကျတော့အားပြတ်တယ်အဆင်ပြေတယ်တလား။သဘောကျခဲ့တယ်။အဲဆက်ပြီးတော့လည်းမျှဝေစေချင်သေးရဆိုရင်တော့ comment လေးတခုခုရေးပေးဗျာ။ဒါဆိုရင် vibe share reach လည်းပို့တက်တယ်။ကျွန်တော်လည်းအားရှိရပါနော်။ဆက်ပြီးတော့မျှဝေလို့ရတော့ပေါ့။